အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဒါ Sweden Tyson Movita Jokeres က club ကိုပြက်ပြက်သားသားသူ့ရဲ့ decision ကိုအတီးပေးလိုက်တယ်29နှစ်ရွယ်ရှိတဲ့ဒီစားမားက Sporting Lisbon ကထွက်မယ်ထွက်ဖို့လေသူကနီးမျိုးစုံနဲ့ပြောပြီးအခုဘလောက်တိဆိုလဲဆိုရင် Victor Yokres က Fabrizio မှာဝပိုရဆိုရင် Sporting ရဲ့ဥက္ကဋ္ဌကိုသူပြောလိုက်တယ် သူတေချာပေါက်ထွက်ခွာသွားဖို့ပြင်ဆင်ထားပြီးဖြစ်တဲ့အတွက်ကြောင့်ကလပ်အသင်းတို့ပြန်ကစားပေးဖို့ဆန္ဒမရှိတော့ဘူးအဆီဇင်လုံးဝမရှိတော့ဘူးမကြာမီချိန်ထဲမှာသူ့အနေနဲ့ pre-season တို့မသွားရင်သူကလပ်အသင်းမပြောင်းဝင်မရရင်လက်ရှိကလပ်ကိုပြန်လေ့ကျင့်ရမယ့်အချိန်မှာသူ့ဘက်က chapter အသစ်ကိုစတင်ရွေးချယ်နေပြီဖြစ်တဲ့အတွက်ဒါဒီအသင်းကိုပြန်လာဖို့နဲ့ပြန်လဲလေ့ကျင့်ဖို့ကစားဖို့အဆီဇင်လုံးဝမရှိဘူးပြက်ပြက်သားသားပြောလိုက်တယ်ဆိုတော့ ပြောချင်တာကအာစနယ်တင်းကအခုကဗျာကိုရဲ့ကိုတင်းကိုလာချင်လို့တပိုင်းကိုတည်နေတဲ့ကစားမားကအသေးကိုပြောင်းချင်တယ်အသေးကိုပြောင်းဖို့ဆန္ဒရှိတယ်မန်ယူနိုက်တက်ကိုပယ်ချတယ်အာစနယ်ကိုပဲပြောင်းချင်တယ်အာစနယ်ကိုပဲသူတွားချင်တယ်အဲ့ဒီနေရာမှာယိုကရက်စ်လိုဆက်စကိုလိုနဲ့အာဆင်ကယိုကရက်စ်ထက်ဆက်စကိုကိုပဲအားဆိုင်တယ်။ Okay အဲ့ဒါနောက်တစ်စီအနေနဲ့ United ကိုပယ်ချတယ်အာဆင်ကိုရောက်လာတယ်။အဲ့ဒါကိုမှအခု Sporting ကိုပါသူက ထွက်နိုင်မဲ့အတွက်ကိစ္စပြုအတွက်နမေကျော်အေဂျင့်ဟိုကီမန်ဒက်စ်ကအကူအညီနဲ့ဆိုတင်ကထွက်မယ်ဆိုတင်တောင်းထားတဲ့တန်း80ပုတ်ပဲတန်း65 80လောက်နဲ့ထွက်ခွင့်ရအောင်သူကကြိုးပမ်းနေတယ်အဲ့ဒါကိုမှနောက်တစ်ဆင့်အနေနဲ့ထပ်ပြီးတော့သူဘက်ကစပိုတင်ဥက္ကဋ္ဌကိုပြောထားတယ်ကျွန်တော်ပြန်ကစားဖို့အစီအစဉ်မရှိတော့ဘူးအသင်းအသစ်ကိုပြောင်းမယ် chapter အသစ်ကိုတွားပြီးအဲ့တွဲကြောင့် pre-season to your club ရဲ့ training ကို ပြန်လာဖို့မရှိဘူးသူ့ကိုရောင်းပါတေချာပေါက်ထွက်မယ်ဆိုတော့ အာစေကတသိန်းသေးသောအသိဖြစ်သူ့ကိုခေါ်ဖို့ဆွေးနွေးထားတဲ့အသိခတ်တာကသူက backup plan ကျွန်တော်ရာဆိုရင်ပြအမှရှင်းရှင်းလေးပြကျွန်တော်အရန်သဘောကျတဲ့လူတယောက်ကိုအသေးအံကျွန်တော်ကြိုးစားမယ်အဲ့လူကကို second option နဲ့ထားရရင်တော့တတ်တာပဲရှင်းရှင်းလေးပဲတတ်တာပဲ transfer market အဲ့လိုတော့အဲ့လိုပုံစံမျိုးတော့မဖြစ်ဘူးဗျာဘာလို့ဆိုတော့ကိုနဲ့စုဖြစ်မဲ့အပြောင်းရွှေ့တွေကိုဆွေးနွေးရတော့ plan A လို့ plan B လို့ plan C လို့ပေါ့လေအဲ့လိုမျိုးထားပါတော့ကိုကတရားရောက်ကိုသွားပြီးတော့ try တဲ့အချိန်မှာကိုကိုငင်းလိုက်တဲ့အချိန်ဟိုတခြားအိုက်တယောက်ကကိုယ့်ကိုမကြိုက် မကြိုက်ဘဲနဲ့တခြားတယောက်ကိုသွားပြီးတော့ target ထားတယ်ပြီးတော့မှမရတော့မှကိုယ့်ဘက်လှည့်လာစင်တော့ second option ဆိုတော့ i'm second option ဆိုတော့ lip ပဲ your crest က तू ဟာလေအရန်ပြောင်းခြင်းတယ်ဆိုတော့အမှန်တမ်းပြောရင် तू ဘက် point ကိုကျွန်တော်ပြန်ကြည့်မယ်ဗျာ မန်ချက်စတာယူနိုက်တက်ကိုတွားမယ်ချယ်ဆီကိုတွားမယ်လီဗာပူးကိုတွားမယ်အာဆင်ကိုတွားမယ်စပါးကိုတွားမယ်လီဗာပူးတွားရင်လီဗာပူးမှာစထရိုက်ကာတွေဝင်းဂါစီအများကြီးပဲချယ်ဆီကိုတွားမယ်ဆိုရင်သူတို့ကိုယ်တိုင်ဒီဂျက်ဆင်ကိုရှိပြီးသားဂျက်ဆင်ကိုမရောဘူးပြဥမာကျွန်တော်ဥမာပြောတာယော့ကရက်စ်ဘက်ကစဉ်းစားဂျက်ဆင်ရှိပြီးသားဂျက်ဆင်ကိုမရောဘူးဒီလက်ကိုခေါ်ထားတယ်စပါးမှာလည်းရီချာလ်ဆင်ရောဆလန်ကီရောရှိတယ်မန်ယူနိုက်တက်ကအခု ခုညာကိုခေါ်ထားတယ်အမ်ဘူမိုထက်ရောက်လာမယ်သူတို့ striker ရှစ်စစ်တော့မဟုတ်ဘူး wireless နဲ့ jersey ရှိတဲ့တောင်အိုက်တိုက်စစ်အစုဖွဲ့မှာ3-4ယောက်တော့ရှိတယ်သူသွားရင်တော့တေချာဖို့ first strike ဖြစ်ပဲ competition ရှိတယ်အဲတခြား man city ပဲဖြစ်ဖြစ် general club တွေကိုကြည့်အခု arsenal ကအခု jesus ကအမြဲတမ်း injury ဖြစ်နေ striker က harvard ပဲရှိတာ harvard ကလည်း striker မဟုတ်ဘူး harvard ကိုနောက်ချလို့ရတယ်အဲ့ဒီအချိန်မှာ သူတို့ဘက်ကတေချာပေါက်စတရိုက်ကာဆိုသူဘက်ကကြည်တော့အာဆင်ဟာနံပါတ်1ချန်ပီယံလီဂ်ကန်ရတယ်နံပါတ်2ပရီးမီးယားလီဂ်ချန်ပီယံဆူပလာထွက်မန်စီးတီးနဲ့လီဗာပူးကိုထိုးတူတူဖိုက်နေတဲ့အသင်းနံပါတ်3ချက်အနေနဲ့မိန်းစတရိုက်ကာဖြစ်ကစားရမယ်ဒီချက်ဆိုအာဆင်ပွိုင်းတော့ဘူးကပြန်ကြည့်နှစ်ဆက်နှစ်နှစ်သားဖြစ်တဲ့ဗစ်တာယူကရက်စ်က200သည်300သည်ပြီးရင်ဒါ market value ရော club ရဲ့ value ရသူကတန်ဖိုးထက်တက်သွားမယ်သူတို့80ဝယ်တဲ့အချိန်80ဝယ်တဲ့အချိန် အသိခြေစွမ်းပြရင်ပြဆိုဒီကစားမကတန်တရာ120 130တတ်သွားနိုင်တယ်အဲ့ချိန်မှာယိုကရက်စ်နေရာမှာယိုကရက်စ်ကိုခေါ်မယ်27 years ကိုခေါ်လိုက်မယ်ဆိုရင်တစ်ချိန်ချိန်မှာ20ခုပြီးတော့28 29 30နှစ်နှစ်ကျော်3နှစ်အတွင်းမှာသူ price ကခုနှစ်ဆယ်ကနေ30 40ဖြစ်မယ်ဆိုတော့ reserve value ပြန်ကြတဲ့အခါကိုသူတို့ကစဉ်းစားတာ Arsenal point of view ကခုနက Yorkshire point of view ဒါပေမဲ့ Payet point of view ကကြည့် Payet ကရှင်းရှင်းလေး3 5နှစ်ပြုစုပြိုးထောင်ပြီးတော့မှ top top striker တယောက်ဖြစ်တာထက် ready made goal တွေတိုင်းတိုင်းသွင်းပြီးတော့ champion supply လိုချင်တဲ့အသင်းဖြစ်ဖို့အတွက်က quality striker တခါလဲလိုချင်တယ်ကျွန်တော်တို့က ready made လိုချင်တာ raw လိုချင်တယ် Arsenal က potential ကိုကြည့်ပြီးတက်လာမဲ့ receiver value နဲ့ဒါ potential ရှိမဲ့ raw striker Sesko ကိုလိုချင်တယ် အထက်သားတို့က first strike ပေးတတ်တွေက ready made လို့ချင်ကျွန်တော်တို့ပေးတတ်တွေကရှင်းရှင်းလေး easy လို့ကသားမမျိုးတခါတည်းတုံးလို့ရတဲ့ striker မျိုးကိုလိုချင်တာအဲ့ဒါကပြဿနာဖြစ်နေတယ်ဆိုတော့ Yokres က second option တရှိတယ်။တင်းရထွက်မယ်လို့ဒါပြောတာ။အခုပြဿနာအာဆယ်သူ့ကိုလှုပ်ရှားမှုမရှိဘူး။အခုလောလောဆယ်ဒီကို Sansbrand နဲ့ဒါ live set နဲ့အာဆယ်ကြပြောင်းရွှေ့ချင်စေတမ်းပဲကွာတယ်ဆိုပြီးတော့ဖြစ်နေပြီးတော့သူတို့ကဟိုဟာဟိုးပဲ live ။ဒီခါရောက်လေစဉ်းစားလို့မရဘူး။သူတို့ ဘလို့လို့ကျွန်တော်နားလည်ရမှန်းကိုမသိဘူးယောဂရက်စ်ဘက်ကကြည့်ရင်လေယောဂရက်စ်ကအမှန်တိုင်းပြောရင်တော့ဗျာသူလည်းတိုင်ပတ်နေတာသူ့ကိုခေါ်မဲ့အသင်းကမရှိဘူးဖြစ်နေပြက်သွားတာဒါကအခုယောဂရက်ရဲ့စတိုရီဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်